ါတယ်ဒီကိစ္စကရာဇဝမှုနိုင်ငံရေးဆိုတဲ့ခေါင်းစဉ်အောက်မှာရှိနေပေမဲ့သူ့ရဲ့နောက်ွယ်မှာပထဝီနိုင်ငံရေးအရာအင်တန်အရေးပါတဲ့အပြောင်းလဲတွေပါလာနိုင်တယ်။သူဟာကရင် BGF ခေါင်းဆောင်ဘော်မူကြီးစောချက်တူရဲ့လက်ဦးဆရာလို့တောင်တင်စားခေါ်ကြတယ်။ဒီလက်ဦးဆရာဆိုတဲ့အသုံးလုံးကသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာတာမန်စီးပွားရေးလှုပ်ဖော်ခံပြဆိုတာလေအများကြီးပိုနှဆိုင်တဲ့ပုံပေါ်တက်ရောက်နေတယ်လေ။ဒါကဘလို့မျိုးပါလဲ။အင်မတန်ကိုနှဆိုင်တဲ့ဆက်ဆံရေးပါ။ ဒါကိုတက်တည်ပြတဲ့ဖြစ်ရပ်တစ်ခုရှိခဲ့တယ်မင်္ဂလာပါဒီနေ့အတွက်တင်းနေတဲ့မှာတော်တော်လေးစိတ်ဝင်စားကြရကောင်းတဲ့အချောင်းအရာတစ်ခုကိုကြည့်ကြအောင်ထိုင်းမှာအတော်ကြာဖားစီခံထားတဲ့ရှီချင်းကျန်းဆိုတဲ့သူလေသူ့ကိုကျိုးအဆွေရစီတရားဝင်လွဲပေးလိုက်ပြီးဆိုတဲ့တင်းထွက်လာတယ်ဒီတင်းကိုဒီတိုင်းပဲကြည့်လိုက်ရင်တော့အင်းအွန်လိုင်းငွေလင်ကိုင်း ခေါင်းဆောင်တယောက်ကိုအရေးယူတဲ့တာမန်ရာဇဝတ်မှုသတင်းတစ်ခုပါပဲ။ဒါမှကျွန်တော်တို့ဒီနေ့လေးလာသုံးသပ်ဖို့ရထားတဲ့အချက်လက်တွေကဒီဖြစ်ရတဲ့နောက်ွယ်မှာအများကြီးပိုကြီးတဲ့ဇလန်းတပုတ်ရှိနေတယ်ဆိုတာကိုညွှန်ပြနေတယ်။ဒီရာဇဝတ်သားတယောက်ကိုလွေးလိုက်တာအားနဲ့ပြီးတော့မြန်မာထိုင်းနယ်ဆက်ကအာနာချင်းခွင်ရတစ်ခုလုံးကိုဘလို့ပြောင်းလဲသွားစေနိုင်မလဲ။အထူးသဖြင့်စစ်ကောင်စီရဲ့အဓိကမဟာမိတ်အဖွဲ့ကြီးတခုရဲ့အနာဂတ်ကိုပါဘယ်လိုပုံဖော်ထားမလဲဆိုတော့ကိုနည်း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 ဆွေးနွေးကြည့်အောင်ပေါ့ဟုတ်ပါတယ်ဒီကိစ္စက ရာဇွေးမှုနိုင်ငံရေးဆိုတဲ့ခေါင်းစဉ်အောက်မှာရှိနေပေမဲ့သူ့ရဲ့နောက်ွယ်မှာပထဝီနိုင်ငံရေးအရာအင်တန်အရေးပါတဲ့အပြောင်းလဲတွေပါလာနိုင်တယ်ဒီဇလဲမှာအထက်ဇက်ကောင်တွေကတရုတ်နိုင်ငံပြီးကမြန်မာဘက်ကကယန်နယ်ထဆောင်တပ် BGF နဲ့သူတို့နောက်ကစစ်ကောင်စီတို့ပဲဖြစ်လာတာပေါ့ဒီနေရာမှာကျမတို့အထက်မြင်ရမှာကတရုတ်အစိုးရအထွတ်ကြားဖြတ်နိုင်နေရေးဆိုတဲ့ခေါင်းစဉ်ဟာလဲဘလောက်တောင်အစွမ်းထက်ကမဟာဗျူဟာမြောက်ကိရိယာတစ်ခုဖြစ်နေတယ်လဲဆိုတာပါပဲ ဟုတ်ကဲ့အဲ့ဒီကြားဖြတ်ဆိုတဲ့အသုံးနှုန်းကိုနည်းနည်းရှင်းပြပါဦးဟွန်းကြားဖြန့်ဆိုတာကတရုတ်နိုင်ငံမားတွေကိုပြစ်မှတ်ထားတဲ့အကြီးစားအွန်လိုင်းငွေလင်လုပ်ငန်းတွေကိုခြုံငုံခေါ်တဲ့အတုံးတုံးပါပဲတရုတ်အစိုးရကဒါကို အမျိုးသားလုံခြုံရေးအဆင့်သတ်မှတ်ပြီးကိုနိုင်နေနေလာပါသိကြတာပေါ့အရင်မြစ်တည်းရဖော်ပြချက်အရာ သူကတာမန်ရာစဝစ်ဂွိုင်းခေါင်းဆောင်တရားမဟုတ်ဘူးသူကမြောက်ဒီမြို့နယ်ကအားလုံးလက်ကြားဖူးကြမှာပါ ကဘာကျော်အမြင့်ပွားဖွေရရွှေကိုကိုမျိုးသစ်စီမံကင်းရဲ့အဓိကရင်းနှီးမြှုပ်နှံသူဥဆောင်သူတယောက်ပဲဒါပေမဲ့အဲ့ဒီအချက်တွေပို့ပြီးအန်အော့စရာကောင်းတဲ့အချက်တခုကျွန်တော်တွေးလိုက်တယ်။သူဟာကရင် BGF ခေါင်းဆောင်ဘော်မူကြီးစောချက်တူရဲ့လက်ဦးဆရာလို့တောင်တင်စားခေါ်ကြတယ်လို့ဆိုတယ်။ဒီလက်ဦးဆရာဆိုတဲ့အသုံးလုံးကသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာတာမန်စီးပွားရေးလှုပ်ဖော်ခံပြဆိုတာလေအများကြီးပိုနှဆိုင်တဲ့ပုံပေါ်တက်ရောက်နေတယ်လေ။ဒါကဘလို့မျိုးပါလဲ။အင်မတန်ကိုနှဆိုင်တဲ့ဆက်ဆံရေးပါ။ ဒါကိုတက်တည်ပြတဲ့ဖြစ်ရပ်တစ်ခုရှိခဲ့တယ်။ရှီကျင်ကျန်းတိုင်းမှာအဖမ်းခံရတဲ့အချိန်မှာလေအဲ့ဒီတုန်းက BGF ခေါင်းဆောင်ဘူမူကြီးစောချစ်သူဦးဆောင်တဲ့အဖွဲ့ကရှီကျင်ကျန်းလွတ်ညော်ရေးအတွက်ဆိုပြီးရွှေကိုကိုမှအကြီးအကျယ်ပဲဆူတောင်းပွဲကြီးတစ်ခုကိုလူသိရှင်ကြားကျင်းပပေးခဲ့တယ်။အော်ဟုတ်လား။ရာဇဝတ်သားတရားအတွက်ကိုကလား။ဟုတ်ပါတယ်။ဒါကအရန်ကိုထူးခြားတဲ့ဖြစ်ပဲ။ဘာလို့လဲဆိုတော့နိုင်ငံတကာကအလိုရှိနေတဲ့ရာဇဝတ်သားတရားအတွက် လက်နက်ကင်အဖွဲ့အစည်းကြီးတခုကဒီလိုပေါ်ပေါ်တင်တင် ထောက်ခံမှုပြရတယ်ဆိုတာကသူတို့အကြားကဆက်ဆံရေးရပိတ်ဆံပေးကာကွယ်ပေးအဲ့လိုဆက်ဆံရေးတသက်မဟုတ်တော့ဘူးဆိုတာကိုပြနေတာပေါ့သူကိုသူတို့အဖွဲ့အစည်းရဲ့အရေးပါတဲ့အစိပိုင်းတခုကဲတင်ရှင်တယောက်လိုမျိုးတဘောထားတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းမြင်စေခဲ့တယ်ဒါဆိုရင်ရှီဂျင်ဂျန်က BGF တရဘလောက်အရေးပါတဲ့စီးပွားရေးလုပ်ငန်းကြီးကိုတီထောင်ပေးခဲ့လို့လေ ကျွန်တော်တို့ကြားနေရတဲ့ရွှေကိုကိုစီမံကိန်းဆိုတာကဘလောက်တောင်ကြီးမားတဲ့စီမံကိန်းမျိုးလဲဗျာရွှေကိုကိုစီမံကိန်းကို White Town New City လို့လည်းခေါ်ကြတယ်ရှစ်ကျင်ကျန်က BGF ရဲ့စီးပွားရေးလက်တံဖြစ်တဲ့ um ဟို Chilling Mine Company နဲ့ပေါင်းပြီးဒီစီမံကိန်းကိုအကောင့်ထည့်ဖို့ခဲ့တာပါစီမံကိန်းရဲ့တခါမှတန်ဖိုးက American Dollar 15 Billion မှာခဏလေခဏလေနော် Dollar 15 Billion အဲ့လာကနားလေရလွယ်တဲ့ကိန်းကနေမဟုတ်ဘူးဒီပမာဏကဘလောက်တောင်ကြီးမားတယ်ဆိုတာ ပုံဖော်လို့ရအောင်ရှင်းပြပေးလို့ရမလားဗျာဥပမာမြန်မာနိုင်ငံရဲ့တခြားစီးပွားရေးကဏ္ဍတွေနဲ့နှိုင်းယှဉ်ဘယ်လောက်ထိကြီးမားတဲ့ပမာဏလဲအရန်ကောင်းတဲ့မေခွန်းမှာဒီလိုမြင်ကြည့်လို့ရတယ်မြန်မာနိုင်ငံရဲ့တနစ်စာတရားဝင်နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု FDI ပမာဏထက်အစာပေါင်းများစွာပိုများကပမာဏပါတိုင်းပြည်တစ်ခုရဲ့အဓိကစီးပွားရေးစီမံကိန်းကြီးတွေအလုံးပေါင်းထားတာထက်တောင်းများနိုင်လေဩော် တနည်းအားဖြင့် BGF ဟာထူးထင်းချုပ်ထားတဲ့နေမြေလေးတစ်ခုထဲမှာနိုင်ငံတစ်နိုင်ငံရဲ့စီးပွားရေးအင်အားလောက်ရှိတဲ့စီမံကိန်းကြီးတစ်ခုကိုပိုင်ဆိုင်ထားသလိုဖြစ်နေတာငွေတွေနဲ့သူတို့ရဲ့တပ်ဖွဲ့ဝင်တွေကိုထောက်ပံ့တဲ့လက်နက်အင်အားကိုတိုးချဲ့တဲ့ data တွင်းမှာသူတို့ရဲ့အော့ဇာအာဏာကိုတိစောက်တယ်။ဒါဆိုတော့ရွှေကိုကိုဆိုတာ BGF ရက်ရွှေဦးလည်းဘဲမှကြည့်လို့ပဲသူတို့ရဲ့စီးပွားရေး empire ရဲ့အသေးနှလုံးပဲဆိုပါတော့ဟုတ်ပါတယ်အသေးနှလုံးပါပဲအဲ့တော့အခု အဲ့ဒီအဒဲနှလုံးကိုတည်ထောင်ခဲ့တယ်အဓိကဥနောက်ဖြစ်တဲ့ရွှေကျင်ကျန်းကိုဒီဥကသူတို့လက်ထဲပြန်ခေါ်သွားပြီဒါဆိုရင်အဲ့ဒီဒေါ်လာ၁၅ဘီလီယံတန်စီမံကိန်းကြီးရဲ့အနာဂတ်ကဘယ်လိုဖြစ်သွားမလဲလုံးဝရပ်တန့်သွားနိုင်သလားနိုင်ငံတကာကတရားမဝင်ငွေကြေးတွေကိုဒီနေရာကိုစီးဝင်လာအောင်ဆွဲဆောင်ပေးတဲ့တန်လိုက်တယောက်လိုပဲအခုသူမရှိတော့ဘူးသူ့ကိုတရုတ်ကဖမ်းထားပြီဆိုတဲ့သတင်းစကားကတခြားယင်းဒီမြုပ်နှံသူတွေကိုလည်းအချက်ပြဲခေါင်းလုံးနှံချစ်စေတာပေါ့ ဒီနေရာကမလုံခြုံတော့ဘူးဆိုတဲ့သဘောမျိုးလားဟုတ်တယ်ဒီနေရာဟာမလုံခြုံတော့ဘူးဆိုတဲ့သဘောပဲဒါကြောင့်စီမံကိန်းကြီးတစ်ခုလုံးရဲ့ငွေကြေးစီးဆင်းမှုရပ်တန့်သွားနိုင်တယ်ပြီးတော့ BJV ရဲ့ဝင်ခွင့်အဓိကရေးမြစ်ကြီးကချက်ချင်းဆိုသလိုခန်းချောက်သွားနိုင်တဲ့အနေနဲ့ရင်ဆိုင်နေရတာပါဒီလုတ်ပုံလုံနေရာကျွန်တော်ကိုရှမ်းမြောက်မှာဖြစ်ခဲ့တဲ့ကိစ္စကိုပြန်တရိရစေတယ်အဲ့ဒီတော့ကလည်းကျုပ်ကကြားဖြန်နေနေရဲ့ဆိုတဲ့ခေါင်းစဉ်ကိုပဲတုံးပြီးလောက်ကင်ဒီတာကစစ်ကောင်စီရဲ့မဟာမိတ် ကိုကနင်းချဆောင်တက်တီကိုအင်အားချင်းနဲ့ဝါကိုလုတ်ခဲ့တယ်လေအခုလဲတောင်ပိုင်းမှာအဲ့ဒီခေါင်းစဉ်ကိုပဲတုံးပြီးစစ်ကောင်စီရဲ့နောက်ထပ်မဟာမိတ်တခုဖြစ်တဲ့ BGF ရဲ့အဓိကအသက်သွေးရောကိုပြင်မှတ်ထားလာပြန်ပြီဒါကတိုက်ဆိုင်မှုတော့မဟုတ်နိုင်တော့ဘူးနော်တိုက်ဆိုင်မှုလို့ပြောဟုတ်ခတ်ပါရဲ့ဒါကကြည်ယုတ်ရဲ့စနစ်ကြတဲ့မဟာဗျူဟာတစ်ခုရဲ့အစီပိုင်းလိုပဲတုံးတက်ရလိမ့်မယ်ကျေတော့သူတို့ရဲ့နေဆက်တေသတည်ငင်းကြီးနဲ့စီမိုင်းစင်ချန်လုံးဂျုံကြီးကအရေးကြီးဆုံးပဲလေ อืมအဲ့ဒီအတွက်သူတို့ရဲ့နေဆက်မှာထင်းချုပ်လို့မရတဲ့သူတို့ရဲ့မူဝါဒကိုဆန့်ကျင်တဲ့ပြီးတော့သူတို့နိုင်ငံသားတွေကိုဖိမတ်ထားတဲ့ရာဇဝမှုတွေရဲ့ဗဟိုချက်ဖြစ်နေတဲ့အဖွဲ့အစည်းတွေကိုသူတို့လက်မခံနိုင်ဘူးအဲ့ဒီအဖွဲ့အစည်းကစစ်ကောင်စီရဲ့မဟာမေဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေသူတို့အတွက်အရေးမကြီးဘူးဆိုလိုတာက ကြားဖြန်ဆိုတာတရုတ်အတက်များပြည်သူရှေ့မှာချပြလို့ရတဲ့အကြောင်းပြချက်ကောင်းတစ်ခုပေါ့တကယ်နောက်ွယ်ကရည်ရွယ်ချက်ကတော့ သူတို့ရဲ့နေဆက်ဒီတာကနိုင်ငံကြီးအခင်းချင်းကို သူတို့အလိုကျပြန်လဲပုံသွင်းဖို့ဒီလိုလားတည်တည်ကြကြပါပဲကြားဖြတ်နေနေကြီးဆိုတာနိုင်ငံတကာကဘယ်သူမှကန့်ကွက်လို့မရတဲ့ခိုင်လုံတဲ့အကြောင်းပြချက်ပဲဒီကောင်းစင်အောင်မှာသူတို့ကကိုကန့် MDD ရဲ့ကိုလောက်ကန်ကိုဝင်တိုက်ခိုက်ပြီးစစ်ကောင်စီရဲ့ကိုကန့် BGF တဲ့ကိုရှင်းလင်းစေခဲ့တယ်ဟုတ်တယ်အခုလည်း BGF ရဲ့ကြားဖြတ်အလုပ်ငန်းရေးရဲ့အနိကအခေါင်းဆောင်ကိုဖမ်းဆီးအေးယူခြင်းအပြင် BGF တစ်ခွက်လုံးရဲ့စီးပွားရေး empire ကိုလှုပ်ခွာလိုက်တာပဲ သူတို့ကတိုက်ရိုက်စီရဲရဝင်ဆွဲဖက်ကြမျိုးမလို့ဘူးစီးပွားရေးအရာနဲ့နိုင်ငံရေးရာဖိအားပြီးပြီးသူတို့မလိုလားတဲ့အဖွဲ့တွေကိုစနစ်တကျအင်အားချဉ်းနှံအောင်လှုပ်ဆောင်နေတာကိုတွေ့ရတယ်။ BGF ရဲ့အတသွေးကြိုးကိုဒီလိုတိုက်ရိုက်ဖျက်တောက်လိုက်တာကသူတို့ရဲ့စစ်အင်အားကိုပါထပ်ဖြစ်ပြီးချဉ်းနှံသွားစေနိုင်တယ်။ဒါဆိုရင်စစ်ကောင်စီအတွက်တောင်ပိုင်းဒေသမှာသူတို့အားအကိုရာဆုံးလက်ကင်တုပ်တစ်ခုကျိုးထွားသလိုဖြစ်မသွားဘူးလား။စစ်ကောင်စီအတွက် BGF ကဘလောက်တော့အရေးပါလို့လဲ။ စီကုံစီတဲ့ BGF ဟာအင်မတန်အရေးပါတာမဟာမိတ်ပါအထူးသဖြင့်ဂရင်ကင်းညံမှာ KNU လို့အင်အားကြီးတဲ့တော်လန်ရေးအဖွဲ့စည်းကိုထိန်းချုပ်ဖို့အတွက် BGF ကိုအဓိကအသုံးချနေရတာ BGF ကထိုင်းမြန်မာနယ်စပ်ကုန်းသွယ်ရေးလမ်းကောင်းတွေပုံမှာလဲဩဇာလွှဲမိုးမှုရှိတယ်။ဩသူတို့ကစစ်ကောင်စီရဲ့အတွက်ခြေတော်ကနေတိတ်ထိတ်ပြီးလုံးတင်မကဘူးစီးပွားရေးရပါကျိုးမြတ်တွေရရှိစေတဲ့ဖွဲ့စည်းတစ်ခုပဲအခုလို BGF ရဲ့စီးပွားရေး Empire ကြီးတစ်ခုလုံးချင်းချောက်ခံရပြီးအင်အားချစ်နေသွားမယ်ဆိုရင် စစ်ကောင်စီအတွက်ဂရင်းပြည်နယ်မှာကြီးမားရေးစီးရင်တဲ့နိုင်ငံရေးဟာဝကြီးတစ်ခုဖြစ်ပေါ်လာနိုင်တယ်။ဒါကဒနိုင်ရန်လုံးအတိုင်းရနဲ့စီးရဲရအကြက်ရိုက်နေတဲ့စစ်ကောင်စီအတွက်နောက်ချက်ထိုးနှက်ချက်အတစ်တစ်ခုပဲပေါ့။ဟုတ်ပါတယ်။နောက်ထပ်ထိုးနှက်ချက်တစ်ခုပါပဲ။ဒါဆိုရင်ဒီဖြစ်ရက်တစ်ခုတည်းကနဲ့မြန်မာထိုင်းနယ်စပ်ဒေတာတစ်ခုလုံးရဲ့အာဏာချင်းခွင်ရှာကိုပါပြောင်းလဲပွားစေနိုင်တယ်လို့ဆိုလိုတာလား။ဒီကြပါရဲ BCF အင်အားနဲ့တော့ရင်အဲ့ဒီနေရာမှာ KNU နဲ့တခြားတော်လှန်ရေးအင်အားစုတွေကပူပြီးလှုပ်ရှားလာနိုင်တယ်။ မြေမြေစုမှုလို့ပြောင်းလဲသွားနိုင်တယ်လေစစ်ကောင်ကြီးကလည်းအဲ့ဒီ data ကိုထိန်းချုပ်ဖို့အတွက်အင်အားတွေပို့သုံးရမှာဖြစ်ပြီးတခြားစစ်မြင့်သားတွေမှာအားနည်းသွားနိုင်တယ်음တော့တက်ရောက်မှုတွေဆက်တိုက်ဖြစ်ပေါ်လာစေနိုင်တဲ့အစပြုံးမှုတစ်ခုဖြစ်လာနိုင်ပါတယ်ကဲဒါဆိုရင်ဒီနေ့ကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုအနည်းချုပ်ပြန်ကြည့်ရအောင်ရှီချင်းကျန်ကိုတရုတ်နိုင်ငံစီလွဲပြောင်းပေးလိုက်တဲ့ကိစ္စဟာတာမန်ရာဇဝမှုနင်းနင်းရေးတရင်တစ်ခုမဟုတ်ဘူးဒါဟာတရုတ်အစိုးရက ကြားဖြန့်နင်းနင်းရေးဆိုတဲ့ခေါင်းစဉ်ကိုအုံပြုပြီးတော့စစ်ကောင်စီရဲ့အဓိကမဟာမိတ်ဖြစ်တဲ့ BGF ရဲ့ဒေါ်လာ15ဘီလီယံတန်စီးပွားရေး empire ကြီးကိုတိုက်ရိုက်ဖြစ်မှတ်ထားချင်းချောက်လိုက်တဲ့မဟာပြူးမြောက်လွှတ်ဆောင်ချက်တစ်ခုဖြစ်တယ်။ဟုတ်ပါတယ်။ဒီလွှတ်ဆောင်ချက်ရဲ့နောက်ဆက်တွဲအကျိုးဆက်က BGF အင်အားချင်းနဲ့ကွာစေနိုင်ပြီးအဲ့ဒီကနေတဆင့်စစ်ကောင်စီရဲ့တောင်ပိုင်းနေသားကစီးရေးထိန်းချုပ်မှုကိုဝါအနှဲသွားစေနိုင်လာပေါ့။တနည်းအားဖြင့် ယုဟာမြမပြည်တွင်းရေးကိုတိုက်ရိုက်ဝင်မဆွတ်ဖက်ပဲသူတို့ရဲ့အမျိုးသားအချိုစီဝါကိုကာကွယ်ရင်းနဲ့နယ်စပ်ဒေသကအခင်းချင်းတစ်ခုလုံးကိုသူတို့အလိုချပြန်လဲပုံဖော်နေတဲ့ဆိုတာကိုဒီဖြစ်ရကတတိပြနေတာပဲဖြစ်ပါတယ်။ဒါကတကယ်ကိုစိတ်ဝင်စားစရာကောက်တဲ့တုံးတချက်ပဲ။နောက်ဆုံးတွင်နဲ့နားထောင်ထုတ်တဲ့အတွက်ဆက်ပြီးတွေးစရာတစ်ခုလောက်ထားခဲ့ပြပါဦး။ဒီဆွေးနွေးချက်ကနေကျွန်တော်တို့အားလုံးအတွက်မြေခွန်းတစ်ခုမွေးထုတ်ပေးလိုက်ပါတယ်။ တရုတ်ကစစ်ကောင်စီရဲ့မဟာမိတ်တွေဖြစ်တဲ့ကိုကန့်နေကြဆောင်တပ်ကိုကြားဖြတ်ဆိုတဲ့ခေါင်းစဉ်နဲ့ရှင်းလင်းခဲ့တယ်။အခုကရင်နေကြဆောင်တပ် BGF ကိုလည်းအဲ့ဒီနီလန်းနဲ့ပဲထိန်းချုပ်လိုက်ပြန်ပြီ။ဟုတ်ကဲ့။ဒါဆိုရင်စဉ်းစားစရာကနေဆက်ဒေတာမှာတရုတ်ရဲ့နောက်တကြိမ်ပစ်မှတ်ကဘယ်အဖွဲ့စည်းဖြစ်လာနိုင်မလဲ။အဲ့ဒီအဖွဲ့စည်းကစစ်ကောင်စီရဲ့မဟာမိတ်ဖြစ်ခြင်းမှမဖြစ်တော့မှာအဲ့ဒီခါကျရင်ရောကြားဖြတ်နေနေရေလို့မျိုး ဘလို့အများလက်ခံနိုင်လောက်တဲ့အကြောင်းပြချက်ကောင်းကောင်းတစ်ခုကိုရှာဖွေအသုံးချလာအောင်မလဲဆိုတာကိုကျမတို့အားလုံးဆက်လက်စောင့်ကြည့်လေ့လာရင်တွေ့ဆကြဖို့ပါပဲ။